ကျောင်းလဲတုံတုံဖလားဝယ်ပေးလိုက်လို့ရရပါတော့เนาะအဲကျောင်းလဲဟိုမတူညီရာလေးလောက်ချင်တဲ့အတွက်ကြောင့်မို့လို့အခုဒီလိုမျိုးဒီကျွန်တော်လက်ကိုပဲဒါကျွန်တော်အဓိကပုံလူပွားတာကျွန်တော်လက်ကိုပုံပွားပြီးတော့မှကျွန်တော်ဒါအများကြီးပြင်ပြင်လာတယ်ဒါကျွန်တော်လက်ကြီးကိုပေးပါရဆိုပြီးတော့ကျွန်တော်ပေးတာတော့မဟုတ်ဘူးပေါ့เนาะအဲဟုတ်လက်မောင်းလဲတဲ့ စုယူပေါ့နော်ဒီလက်မောင်းချုပ်ပုံစံပေးရဒါကျွန်တော်တူးပဲရှိရယ်ကိုခေကနေပြီးကော်ပီကူးလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်ကော်ပီမကူးခဲ့ဘူးကော်ပီမကူးဘဲနဲ့ဒါကော်ပီဖြစ်မှာဆိုလို့ပေါ့နော်ဒါကျွန်တော်လက်ကိုပဲဒါပုံစံလိုထုပြီးတော့ဒါလေးလေးလေးပြင်ဆင်မှုလေးတော့လုပ်ခဲ့ပါဒါကျွန်တော်လက်ကြီးဒါပေးပါဆိုရဲသဘောမျိုးတော့မဟုတ်ပါဘူးဟုတ်အခုဒီ2023 2029လောက်မှာကျွန်တော်ဒီကောင်းတဲ့ပလေယာကြီးပေါ့နော်ရွေးထုတ်ပြီးတော့ကျွန်တော်ဒီလက်ရှိပေါ့နော်ဒါ international league ဒါပြိုင်ပွဲတွေမှာကျွန်တော်ဝင် join နိုင်အောင်စူးစမ်းနေရယ် အခုဒီစုဥပေါ်တော့ဒါကျွန်တော်လုတ်ဖြစ်တဲ့ပုံစံတော့အခုအဲကျွန်တော်ပေါ့နော်လက်ရှိမှာဒီလက်ပေါင်းလေးပြိုင်ပွဲကြီးကျင်းပလာတာအများကြီးတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့တော့လက်ပေါင်းတခြားပြိုင်ပွဲတွေမှာလည်းတွေ့ရတယ်ဒါပေမဲ့အဲ့ပြိုင်ပွဲမှာပေါ့နော်ဟိုပေးတဲ့စုတွေကကြတော့ကျွန်တော်တို့ကဟိုဖလားတွေများတယ်ပေါ့နော်အတုံတော်ဒီလိုစိုက်တွေမှာလုတ်လို့ရတယ်ပေါ့နော်အလွယ်တကူလုတ်လို့ရတဲ့ဖလားတွေကျွန်တော်အစတော့တွေးမိပါတယ်ကျွန်တော်ဒီဖလားလုတ်မယ်ဆိုပြီးတော့အဲဒါပေမဲ့ကျပေါ့နော်အဲလက်ပေါင်းလေးတဲ့လူငယ်နေတဲ့သူတို့ကဘာဟုတ်ပူကြိုက်တယ်ဆိုတော့တည့်မလားဟိုလက်ပေါင်းလှဲတဲ့အချိန်မှာပေါ့နော်သူတို့ကဟိုဒီလက်ပေါင်းရုပ်စုကိုပဲသူတို့လိုချင်တာ အဲသူတို့တည်တယ်အများသောအဖြစ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဖလားကြီးကတော့တုံတုံပွဲတိုင်းမှာပေးနေတဲ့ခါကျတော့ဟိုကလေးတွေအနေနဲ့ဟိုစုဆိုလို့ရှိရင်ကျောင်းတွေစုကိုကြည့်လိုက်ကြတယ်ပေါ့တော့ဒါကျွန်တော်ဒါဘာစုလဲသိနေရတာဗျာအဲအဲ့တော့ကြောင့်မို့ကျွန်တော်ကဟိုကျွန်တော်လက်ကြီးပေါ့ကောဒါကျွန်တော်တော့ဖောင်တာပါငါ့ရဲ့လက်ကြီးပေးမယ်ဆိုပြီးကျွန်တော်အဲ့လိုမျိုးရည်ရွယ်ပြီးတော့ပေးခဲ့တာတော့မဟုတ်ဘူးအခုဒီစုကိုကျွန်တော်လည်းအဲလူငယ်တွေအကြိုက်ပေါ့နော်လူငယ်တွေလည်းဆိုပိုပြီးစိတ်ဝင်စားလာအောင်အတက်ရှင်းပို့ရလာအောင်ဆိုပြီးကျွန်တော်ကဒီလိုစုကိုလှုပ်ပေးဖြစ်တာအဲစုလှုပ်ဖြစ်တယ်ဆိုတာကလည်း ဟိုကျောင်းလဲတုံတုံဖလားဝယ်ပြီးလိုက်လို့တော့ရရပါဘောเนาะအဲကျောင်းအားလဲဟိုမတူညီညာလေးလှုပ်ရှင်နေတဲ့အတွက်ကြောင့်မလို့အခုဒီလိုမျိုးဒီကျောင်းလက်ကိုပဲဒါကျောင်းအထိကပုံလူပွားတာကျောင်းလက်ကိုပုံပွားပြီးတော့မှကျောင်းဒါအများကြီးပြင်ပြင်လာတယ်ဒါကျောင်းလက်ကြီးကိုပေးပါရဲဆိုပြီးတော့ကျောင်းပေးတာတော့မဟုတ်ဘူးဘောเนาะအဲဟုတ်အဲဟုတ်တယ်အများကြီးတော့ဝေဖန်ကြတယ်ပေါ့နော်အဲဒါကတော့မသိတဲ့လူတွေပါကျွန်တော်ဒီလက်မောင်းလဲတဲ့ဟိုဝါသနာပါတဲ့ကလေးတွေကတော့သူတို့ကတော့နားလေဘာလို့ဆိုတော့ကျွန်တော်လက်ရှိမှာဒီလက်မောင်းလဲတဲ့စုကြီးပေါ့နော်ဒီလက်မောင်းရုပ်ပုံစံပေးရတာကျွန်တော်တအူးပဲရှိရယ်အဲဘာလို့ဆိုတော့ အခုဒီလိုစုလောက်ရဆိုတော့လည်းမလွယ်ဘူးဗျာတဲ့မလားတောင်းတောင်းကျောင်းအပြင်ဆိုင်တွေမှာဝယ်လို့မရဘူးကျတော့လည်းတခြားနောက်လာမဲ့လာမဲ့ပွဲတွေမှာလည်းကျွန်တော်ပေးချင်တယ်တရားမလို့ကျွန်တော်မိုးတခါလည်းအက်ခက်လိုက်တာအဲ့ဒီဗဘူးဆိုင်မှာပဲအဲ့ဗဘူးဆရာလည်းတိုင်ပင်ပြီးတော့မနော်ကျွန်တော်ဒီစုဒီစုပေးချင်တယ်အဲကျွန်တော်ဟိုဂူဂယ်ကနေပြီးတော့ copy ကူးလို့တော့ရတယ်ဒါပေမဲ့ကျွန်တော် copy မကူးခဲ့ဘူး copy မကူးဘဲနဲ့ဒါ copy ဖြစ်မှာဆိုလို့ပေါ့နော်ဒါကျွန်တော်လက်ကူပဲဒါပုံစံတူထုပြီးတော့ဒါနည်းနည်းလေးပြင်ဆင်မှုလေးတော့လုပ်ခဲ့ပါလားကျွန်တော်လက်ကြီးဒါပေးပါတယ်ဆိုရဲသဘောမျိုးတော့မဟုတ်ပါဘူးဟုတ်ကလေးတွေကကျတော့ဒါဒီတစ်ပတ်တနင်္ဂနွေနေ့လှဲမယ်ဆိုတော့ဒါတို့ကကျွန်တော်ရှေ့ကို9ရက်လောက်လေးပဲကြိုပြောတာကြိုပြောတဲ့ခါကျတော့ဟိုအချိန်မရှိတဲ့ခါကျတော့ ိုလှုပ်ရနည်းနည်းလေးတော့ဟိုဟာခက်ခဲတယ်ဗောနော်ဘာလို့လဲဆိုတော့အဲဒီရလှုပ်တဲ့အချိန်မှာဗောနော်ဟိုဘယ်လိုပြောမလဲလက်ကိုသူပလတ်စတာလို့တော့ခေါ်တယ်သူတို့ကတော့ပလတ်စတာ လောင်းလိုက်ရေဗောနော်လောင်းပြီးတော့ဟိုအဓိကဟိုလက်ကဘယ်လိုပြောမလဲအမိုးကြီးဗောနော်အရန်ကွာတော့အရန်နာရပြတယ်မှာဒီစုလှုပ်တဲ့အချိန်မှာအဲအဲ့ဒီတခုတော့အဆင်ပြေတော့ဖြစ်တယ်ကျွန်တော်တော့အဆင်ပြေပါတယ်ဟုတ်အမြင်အမြင်လုံးလိုက်ရအောင်အဲဟုတ်တယ်အမြင်လုံးလိုက်ရတာအမြင်လုံးလိုက်တော့ဟိုလက်တွေတော့မှထုံနေတာပဲဆိုတော့လက်ကြီးကအကြာကြီးညိနေတာဆိုလေအဲ့လောက်ပါပဲဟုတ်ဒီပေါ့နော်လမောင်းလေးကိုဘယ်လိုစလုပ်ဖြစ်လဲဆိုတော့ ကျွန်တော်အရင်ကတော့ဟိုကျွန်တော် body building line မှာပေါ့နော် body building မှာဝါသနာပါနောက်ပိုင်းဒီ N1 slim ကကျတော့ကျွန်တော် gym မှာရှိတဲ့ trainer နဲ့ကျွန်တော်လှင်းလှင်းနဲ့ကနေပြီးတော့အဲကျွန်တော်လက်ရှိပေါ့နော်မြန်မာပြည်မှာဒီလိုပွဲလေးတွေမရှိဘူးဒါငါတို့လောက်ရအောင်ဆိုပြီးဒါတိုင်ပင်ပြီးတော့ပေါ့နော်ဒါကျွန်တော်ဒါစတင်ပြီးလှုပ်ဖြစ်သွားတဲ့သဘောလေးပါပဲအဲကျွန်တော်နောက်ပိုင်းမှာတော့ကျွန်တော်ဒါတော်တော်ဝါသနာပါလာတယ်ကျွန်တော်တို့မှဒီ N1 slim ပဲပြောင်းရအောင်မယ် body building ကနေ အဲကျွန်တော်တော့ဟိုအရန်ဝမ်းတာပါဟောလာလူငယ်တွေကွာတည်ရမှာကျွန်တော်ဒီလောက်ကြီးဟိုတိုးတက်အောင်မြင်လာမလို့တောင်မထင်ဘူးလူငယ်တွေဒါအရန်စိတ်ဝင်စားလာကြတာတွေ့ရတယ်အဲသူတို့ကြောင်းနေမှာတော့၎င်းသူတို့ရဲ့ဒီရက်ွက်လေးတွေမှာတော့၎င်းသူတို့ခုံလေးတွေလုပ်ပြီးလဲလာကြရပါတော့အဲတချို့ဂျင်းုံတွေမှာဆိုလဲဒါသူတို့ကိုပိုင်ခုံလေးတွေလုပ်ပြီးတော့ဒါပြိုင်ပွဲလေးကျင်းပါတယ်လုပ်ကြရပါတော့အဲ့တော့ကျွန်တော်အရန်ဝမ်းတာတယ်ပေါ့နော်အဲကျွန်တော်အလောက်ကြီးအချိန်တူတူလေးအတွင်းမှာကျွန်တော်အလောက်ကြီးအောင်မြင်လာမလို့တောင်မထင်ဘူးဟောလာကျွန်တော်ဒါဆက်လုပ်ခဲ့တာ အ7လပိုင်းမြန်မာပြည်မှာ2024 7လပိုင်း4ရက်နေ့မှာစလုပ်ဖြစ်ခဲ့တာဖြစ်တဲ့အကြောင်းမလို့ဒါကြောင့်ဒါဒီအာဂလာနီတနှစ်မပြည့်သေးဘူးပေါ့နော်တနှစ်မပြည့်ခင်မှာပဲကြောက်တာအများကြီးအောင်မြင်လာကြတယ်အခုဒီနေ့လို့ပေါ့နော်ကျွန်တော်အခုဒီနေ့လို့ပွဲလေးကိုလှုပ်ဖြစ်တယ်ဆိုတာလည်းဟိုပလေယာနေနဲ့အမြဲတမ်းအပျော်လဲတာပဲတွေ့ရတယ်ဗျာအခုလို့ဒီလိုစုနဲ့ကြောက်တာတတ်မှတ်ပြီးလှုပ်လိုက်တဲ့ခါကျတော့ဒါအခုဒီလိုပွဲလေးပေါ့ကျွန်တော်ကတော့ဟိုနှစ်လတစ်ကြိမ်လုပ်ပေးမယ်လို့တတ်မှတ်ထားတယ်အဲ့ဒါမှလည်းဟိုလူငယ်တွေပို့ပြီးစိတ်ဝင်စားလာကြမယ်သူတို့တွေပို့ပြီး training တွေလုပ်လာကြမယ် အဲအခုကျတော့အခုဒီနေ့ဆိုလို့ရတာဘကိုးတင်းနဲ့ပေါ့နော်ဘကိုးတင်းနဲ့ဒါတိုက်ကြီးတင်းတို့ရတာသူတို့ရှင်ပြိုင်မှုပေါ့နော်အဲ့လိုမျိုးမြို့နယ်တင်းလေးတွေမှာကျတော့ရှင်ပြိုင်မှုလောက်လာကြတဲ့အခါကျတော့သူတို့မြို့နယ်ရလည်းပလေယာခေါင်းလေးတွေထွက်လာမယ်အဲပြီးရင်ပလေယာတွေလည်းဒီထက်အများကြီးတိုးတက်လာမယ်ပေါ့နော်အဲအဓိက SUA ချက်နဲ့ပဲဒါကြောင့်ဒီအခုဒီနေ့တို့ဒါပွဲလေးကိုလုပ်ပေးဖြစ်တာပေါ့ဟုတ်ကဲ့အဲဟုတ်ကဲ့ပေါ့နော်ကျွန်တော်အခုဒီ KK နဲ့ပေါ့နော်အခုဒီမြန်မာပြည်မှာပေါ့နော်ကျွန်တော်အခုပြိုင်ပွဲတွေကျင်းပလာတယ်အခုဒီ2027 2029လောက်မှာကျွန်တော်ဒီကောင်းတဲ့ပလေယာတွေပေါ့နော်ရွေးထုတ်ပြီးတော့ကျွန်တော်ဒီလက်ရှိပေါ့နော်ဒါ international တွေဒါပြိုင်ပွဲတွေမှာကျွန်တော်ဝင် join နိုင်အောင်လို့စူးစမ်းနေတယ် အဲအခုလာမဲ့ပွဲကတော့ဒါကျွန်တော်6လပိုင်း22ရက်နေ့မှာဒါကျွန်တော်ကျင်းပဖို့ရှိပါတယ်အဲ့ဒီပွဲမှာတော့ကျွန်တော်ပြီးခဲ့တဲ့ပေါ့နော်အဲမန္တလေးပြိုင်ပွဲတွေမှာဒါချန်ပီယံဖြစ်ခဲ့တဲ့ချန်ပီယံကြီးတွေတော့ဒါမပါဘူးပေါ့နော်အဲသူတို့ချန်ပီယံတွေကပေထားတယ်အခုကျွန်တော်ဒီပွဲအခုလာမဲ့ပေါ့နော်6လပိုင်း22ရက်မှာလုံးဝပွဲသည်ဒါခီယခီရဲ့လူသစ်ချန်ပီယံရေးချွဲတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါချန်ပီယံအဟောင်းတွေတော့မပါသေးဘူးအခုဒီလာမဲ့2025နှစ်ကုန်ပိုင်းမှာတော့ဒီချန်ပီယံတွေနဲ့အတူတူပေါ့နော်ဒီချန်ပီယံတက်တက်ဆချန်ပီယံတွေရောချန်ပီယံအဟောင်းတွေရောပြန်ဆုံပြီးတော့ ဒါ2025ရဲ့ဒါတော့ရွေးမဲ့ပွဲကြီးရှိပါတယ်ပေါ့နော်အခုဒီလမောင်းအာဂါဒါနီကတော့တချို့လက်မခံတဲ့လူတွေကတော့ဒါအများကြီးရှိတယ်ပေါ့နော်အဲအခုဒီအာဂါဒါနီကိုဒါလူငယ်တွေကတော့ဒါတော်တော်များများလက်ခံကြရတယ်ပေါ့နော်ဒါကျွန်တော်ငယ်ငယ်တုန်းကဆိုတော့ဒါအเจ้าဝင်တွေမှာဒါအားဆန်းနေဆိုရှိတာပဲဟုတ်တယ်မလားအခုပေါ့နော်ကျွန်တော်ခုဒီလာမယ့်6လပိုင်း22ရက်နေ့ပြိုင်ပွဲမှာပေါ့နော်ဒါကျွန်တော်ဒါအမျိုးသမီး16ယောက်ကိုဒါကျွန်တော်ထည့်သွင်းပြီးလက်ခံလာတယ်အဲဘာခုနောက်ပိုင်းမှာကျွန်တော်ဂျင်ကိုလာလဲတယ်မှာကျွန်တော်အမျိုးသမီးလေးလည်းပါလာတယ်ပေါ့နော်အမျိုးသမီးလေးလည်းစိတ်ဝင်စားလာကြဖြစ်တဲ့ကြောင့်မလို့အခုဒီပွဲမှာတော့ဒါ မျိုးသမီးလေးတွေဒါကျွန်တော်အစမ်းအနေနဲ့ပေါ့နော်ဒါအပြိုရန် class အနေနဲ့ဒါမျိုးသမီးလေးတွေကိုဒါ weight တန်း60 kg အောက်ပေါ့နော် weight တန်းလေးတန်းအနေနဲ့ကျွန်တော်တက်မှတ်ပြီးတော့ဒါထည့်သွင်းရှင်ပြိုင်ဝင်ပေးထားတယ်ပေါ့နော်အဲလမောင်းလေးကိုစိတ်ဝင်စားတဲ့ညီကိုရင်းနေနဲ့အဲ training တွေအကောင်းဆုံးပြင်ဆင်မှာအခုလာမယ့် international ပွဲတွေမှာပေါ့နော်ဒါတက်ပြိုင်နိုင်တဲ့ဒီဒါကိုလို့စူးစမ်းပေးနေမယ်